ရောဝေမာလာမှာတောက်ကြသားသမီးမိတ်ဆွေတို့ရဲ့ကံလှဲပြောင်းဘဝလှဲပြောင်းနေနဲ့ကြုံရနိုင်သောကာလပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာဒဇုထိုးလုံလို့သော စိတ်ကလေးစားချီလို့သောစိတ်သူတစ်ပါးကိုတိုက်ခိုက်လို့သောစိတ်တွေလောက်ကင်ရင်မျိုးရှောင်ကျင်တဲ့ပါတယ်။ မိတ်ဆွေတို့အနေနဲ့အပြာရင်ဆိုင်အနောက်ချက်တွေကြားကနေပြီးတော့မိမိဤမှန်းထားတဲ့အလုတ်ကိစ္စမှန်သမျှအစဉ်ပြေအောင်မြင်မှုတွေရရှိမယ်အလုတ်တနေရာမှတနေရာသို့ပြောင်းလဲလုတ်ကန်ရတတ်ပြီးတော့မိမိမရောက်ဖို့သောနေရာဒေသစ်တွေကိုသွားရောက်ရတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့မတော်တော်ဘူးလိုလိုနဲ့ပြက်မလို့ဖြစ်နေတဲ့ခရီးတစ်ခုထွက်ရတတ်ပါတယ် ကျွန်တော်ရဲ့တောင်ကြားသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းကလာသားမှာလုပ်ငန်းအသစ်လုပ်ငန်းနေရာများတိုးချဲ့ပြောင်းလဲရန် ကောင်းသောကာလပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ငွေအသင့်အတင့်ဝင်းနေပေမဲ့လည်းငွေကြီးကြောင့်ပူပန်ရခြင်းငွေကြီးအခက်အခဲကြုံရခြင်းမိတ်ဆွေတို့အနေနဲ့ထွက်ငွေတွေများနေသောကြောင့်စိတ်ညစ်စရာကိစ္စတွေနဲ့ကြုံရတတ်ပြီးတော့ဒီစက်တလာပိုင်းကလာသားမှာငွေကြီးနဲ့ ပမာဏများသောယင်းနီမြုံနံနာမျိုးတွေကိုစင်ရင်းပြီးတော့လောက်ကင်တက်ပါတယ်။အချီရေတူးနဲ့တူးအယူဆလွဲချော်နေတာမျိုးသဘောထားမတိုက်ဆိုင်တာမျိုးလေးတွေကြုံတွေ့နိုင်ရသောကာလပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့တူးနဲ့တူးဆန္ဒတွေထတ်တူမကြဘဲနဲ့လမ်းခွဲရတာမျိုးလေးတွေကြုံရတတ်ပြီးတော့တပ်ကြသားသမီးမိတ်ဆွေတွေချစ်သူတွေရရှိကြပါတယ်။အိမ်အောင်ရှင်များမိမိဘက်ကဘလောက်ပဲကောင်းအောင်နေနေမိမိအိမ်အောင်ဘက်ကမိမိအပေါ်မှာအကောင်းမမြင်တာမျို ိမ်တော်ကြီးအစင်မပြေတာမျိုးလေးဒီဂျုံရတတ်ပါတယ်။မိတ်ဆွေတို့ရဲ့ပန်းဝင်ခြင်းမှာမိမိရဲ့အိမ်တော်ဘက်ရဲ့အာမခံပေးထားသောအကြောင်းကိစ္စလေးတွေကြောင့်မတင်မထားပဲပြဿနာလေးတွေဖြေရှင်းရတာမျိုးလေးဒီဂျုံရတတ်ပါတယ်။ ပညာရေးကံတင်းတင်းနေတော့လည်းပဲမိမိစူးစားသလောက်မအောင်မြင်ခြင်းရမှတ်အပေါ်စိတ်တိုင်းရွေးချခြင်းနဲ့ကြုံရမယ်။ကျောင်းစာပေါ်မှာပို၍အာယုံစိုက်ပြီးတော့သင်ယူတဲ့ပါတယ်။သောက်ကြသားသမီးမိစေတို့အနေနဲ့သင်နှန်းကိစ္စတွေအစဉ်ပြေမှုတွေရရှိတတ်ပါတယ်။ ကျမ်းမာရေးအနေနဲ့စေထိုးစေပါဖြစ်ခြင်းလေထိုးလေအောင်ဖြစ်ခြင်းခန္ဓာကိုယ်လေးလံခြင်းစိတ်မကြည်မလင်ဖြစ်ခြင်းစသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတစ်လတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် နိုင်ရရှိရ16ရက်နေဒီမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကန်တရားရဲ့ထောက်ပံ့ကောင်းတွေ၊ကိုညီကောင်းလေးတွေ၊မိษွေတို့လှုပ်ဆောင်တဲ့အလုပ်ကိစ္စတွေမှာအဆအဆအရာရာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ချာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဝိုင်းတလာဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် 3ရက်6ရက်9ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိษွေတို့တွေအရေးကြီးကိစ္စတွေကိုသွားရောက်တဲ့အခါမှာမိษွေတို့ရဲ့အသုံးစားအဝတ်အစားပစ္စည်းတွေမှာနိုးနှစ်ရောင်ကာဂီရောင်ချက်သွေးရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တောင်ချာသားသမီးမိတ်ဆွေတွေထီဝါသနာပါတဲ့သူတွေမိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာ၄အစနှစ်ဆုံးပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ချာသားသမီးမိတ်ဆွေတွေ အားလုံးဒီစတလာဝိုင်းတလားဒါမှအရေးကြီးကိစ္စเนาะမှန်သမျှကိုလောက်ကင်ဖို့ရှိတဲ့သူတွေဆိုလို့ရှိရင် စီလောဝါလို့ပေါ့နော်လှုပ်ဆောင်တာမျိုးမဟုတ်ဘဲနဲ့မိတ်ဆွေတို့အနေနဲ့ထိမ့်ထိမ့်တင်းတင်းလေးနဲ့လှုပ်ကင်တင်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ဒီစတလာဝိုင်းကလာတာမှာဘာလို့ကိုပဲလှုပ်လို့သတိလေးတွေထားပြီးတော့လှုပ်ကင်မယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအနေနဲ့ဒီစတလာဝိုင်းမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့ယင်းဤတော်သူဒါမှမဟုတ်လို့ရှင်လဲအစဉ်ပြေတော်သူတူကိုကိုကာကိုလာချိုရီလက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့ဒါစူတောင်းမိရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ချာသားသမီးမိတ်ဆွေတွေအားလုံးဒီစတနာဝိုင်းတလာတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့နေအိမ်ဖျားချောင်းဆောင်မှာတော့အစဉ်ပြေသောအချိန်မှာလှူလို့ရပါတယ်မြက်စွာဖျားရှင်ကိုတော်မြတ်ကြီးကိုအဖြူရောင်ပန်းလေးပွင့်နဲ့ရေတောက်တော်ရေချမ်းလေးကွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာလိုသောစုတွေကိုတောင်းပြီးတော့ဒါတေးသေးချာချာလေးဒါလှူဒန်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာဝိုင်းတလာဒါမှာအဆိုးဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေ။စိတ်ရည်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာကိစ္စဝါဝါတွေတိုးတက်အောင်မြင်ပြီးတော့ဝေကြီးလှလာပါတွေနဲ့ပတ်သက်ပြီးတော့လည်းပေါ်များစွာဝေပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်စတလာဝိုင်းတို့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံး